မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလေရှင်ဒီနေ့တော့စတ္ထမတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ဝိတုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဝိတုလေးရဲ့နာမည်ကတော့တရေ6တီဆိုတော့အင်ကြီးတဲ့ ဒီတရ6ဒီဆိုတော့အိမ်ကြီးကိုဆရာဝန်တင်ရွှေရနေပြီးတော့ရ20ရာစုနှောင်းပိုင်းမှာ ရေးသားခဲ့တာဖြစ်ပါတယ်เนาะဒီအဓိက အချက်ကလေးတွေကိုကြည့်မယ်ဆိုရင်တရ6ဒီဆိုတာကိုလူအများကမယုံကြည်တတ်ကြဘူးကိုယ်တိုင်မတွေ့ကြုံရဘဲနဲ့တဆင်စကားနဲ့ကြောက်တတ်ကြတယ်တဆင်စကားကိုယုံကြည်ခြင်းထက် ကိုယ်တိုင်စူးစမ်းလေ့လာခြင်းက အမှန်တရားကိုအသေးချာ နော်တွေ့နိုင်တယ်စူဇန်လေးလာတဲ့နေရာမှာစနစ်တကျဖြစ်ဖို့လိုတယ်ဆိုပြီးတော့ရင်ဒီတရက်၆ဒီဆိုတော့အင်ကြီးရဲ့ဝိတ္ထုတဲ့ကနေပြီးတော့အဓိကအချက်ကလေးတွေကိုထုံနှုတ်ပြီးတော့တွေ့ရတာဖြစ်ပါတယ်။ကဲဒါဆိုရင်တရက်၆ဒီဆိုတော့အင်ကြီးကိုဖတ်ကြအောင် တရဲ၆တီဆိုသောအိမ်ကြီးတရဲ၆တီဆိုသောအိမ်ကြီးသည် မန်လေးမြို့မှ ပြည်ဦးလွင်သို့သွားရာ မော်တော်ကားလမ်းဘေးတွင်တည်ရှိသည်စေယုံအတွင်တွင် ဝင်းကြီးခြံကြီးဖြင့်တသီးတခြားတည်ရှိသည်အဆောက်အုံမှနှစ်ထပ်တိုက်ကြီးဖြစ်သည် ထိုတိုက်ကြီးတွင်မြည်သူများမနေရဲကြား ဆေယုံအမှုထမ်းနှစ်ဦးသာညစောင့်အဖြစ်အိတ်ခဲ့ဘူးသည် အိတ်ခဲ့ဘူးသည်ဆိုတော့လေတညမျှသာ အိတ်ခဲ့ခြင်းဖြစ်သည် သူတို့တွား၍အိတ်သောညကညင်ဦးပိုင်းတွင်မြည်တို့များမထူးခြားညင်နေသောအခါတဦးတယောက်သောသူကခြင်းတော်ကိုလာဆွဲသဖြင့်လန့်၍နိုးကြတော်သည် နိုးလာသောအခါ အသက်ထွက်အံ့ဆဲဆဲလူနာဤဤတန်ကဲ့သို့သောဤတန်ကိုတေချာစွာကြားရသည် ထို့နောက်အသက်ပြင်းပြင်းရှူတန်ကိုလည်းကြားရသည်နှစ်ဦးသာထူးဆန်းသောအတန်များကိုကြားရ၍အိတ်မရတော့ချေအိမ်ဤတစ်ခုလုံးကို အကဲခတ်၍သာ နေကြရတော့သည် ထို့သောဂယုဆိုင်နေစဉ်အခန်းတောင့်တနေရာက နီးရဲသောမျက်လုံးတစုံတို့သည် သူတို့အားစိုက်ကြည့်နေသည်ကိုမြင်ကြရသည် ထိုမျက်လုံးအစုံသည် မကြမီပျောက်သွားသည်ခဏမျှကြာသောအခါလေကားကတက်လာသောခြေတံကို ပီပီတတကြားရပြန်သည်ဟေ့ဘသူလဲလို့နှမ်းမေးလိုက်တဲ့အခါအတန်တိတ်သွားတော်သည်ထို့နောက်ခေါင်မိုးပေါ်ကကျွတ်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 နှင့်လမ်းလျှောက်တန်လိုလိုကြားရပြန်သည် တယောက်နဲ့တယောက်လက်တွန်းလျက်သတိနဲ့နေကြစဉ်လူတယောက်ခေါင်းမိုးပေါ်ကလိမ့်ကြသည့်အတန်အတိုင်းဝုံဒိုင်းဟူသောအတန်ကြီးကိုကြားရသည်နှစ်ယောက်သားအိမ်အောက်သို့ဆင်းပြေးပြေးလျင်ခေါင်းမိုးပေါ်သို့လက်နှိပ်တမ်းပြီးဖြင့်ထိုးကြည့်ကြသည်ပါစုံပါမြမတွေသူတို့လည်းအိမ်မော်တို့ပြန်မတက်ရဲကြတော့ချီထိုအချိန်မှစ၍ တရဲ၆တီဆိုသောတရင်မှာပို၍ပြန့်နှက်သွားတော်သည် ထိုအိမ်တွင်အဲ့ရန်မဆိုးထားပြီးအဲ့အနီးတို့ပင်မြည်သူမျှမကတ်ဝန်တော်ချေထိုတရင်ကိုဆရာဝန်တင်ရွှေကြားလေသည် သူသည်ဆုံးတစေတရဲတို့၏အကြောင်းကိုလေလာစမ်းစစ်နေသူဖြစ်သည်တစင်စကားကြားယုံဖြင့်ယုံကြည်သူမဟုတ်ပဲအကြောင်းရင်းကိုကိုယ်တိုင်ကိုကြရှောက်ဖွေနေသူဖြစ်သည် တညနိုင်၉နာရီအချိန်ခန့်တွင်ဆရာဝန်တင်ရွှေသည်ဝါသနာချင်းတူသော အခြားဆရာဝန်တယောက်နှင့်အတူထိုအိမ်ကြီးပေါ်သို့တက်သွားသည်အဲ့ရလေးတယောက်တလေးစီ ကိုရိုင်းတဲယူသွားကြသည်အိမ်ကြီးတွင်မျက်စိမီးပြက်နေသဖြင့်ဖျောင်းတိုင်များထွန်း၍အိမ်ဤအခြေအနေကို သုံးသပ်ကြ၏အခန်းကြီးများမှာအတော်ကျယ်ဝန်းသော အခန်းကြီးများဖြစ်ကြောင်းတွေ့ကြသည် မျက်နှာချက်တွင်တော့ဖြင့်ပြုတ်လုထားသော ဖောင်းကြွသော ပန်းရုံလုံးများသည်ဖျောင်းနိုင်မီးရောင်အောက်တွင်စိတ်မသောမတတ်ဖွယ်ဖြစ်နေသည်ကို တွေ့မြင်ကြရသည်ဆရာဝန်နှစ်ယောက်လည်းမီးမှုတ်ပြီးလျင်သတိနှင့်အိပ်ယာဝင်ကြသည်ညာဦးပိုင်းတွင်မြည်သွမျှမထူးခြား အဲ့၍မေးကနေပျော်သွားသောအခါဆရာဝန်တင်ရွှေသည်ခြံောင်ကို လူတယောက်လာ၍ဆွဲတကဲ့သို့ခန်းစားလိုက်ရပြီးလျှင်လန့်၍နိုး၏သူ့အဖော်လဲဒီပြိုင်နဲ့ပင်နိုး၏နှစ်ယောက်သားပြိုင်လူထ၍လက်နှိပ်တံမီဖြင့်ထိုးကြည့်ကြ၏သူ၏ခြံောင်ကိုလာ၍ဆွဲသူကတရဲမဟုတ်ပါ လင်းဝက်ကြီးများသည်မှောင်ထဲတွင်ခြံောင်ကို အစာမှတ်၍လာဆွဲကြခြင်းဖြစ်သည် အလင်းရောင်ထိုးလိုက်သောအခါလင်းဝဲကြီးများသည် မျက်နှာကျက်အတွင်းသို့ပန်းရုံလုံးများကြားမှ ဝင်သွားကြသည်ဆရာဝန်တင်းရွှေနှင့်သူ့အဖော်တို့တယောက်မျက်နှာတယောက်ကြည့်၍အတိတ်ပဲရှိစွာ ပြုံးလိုက်ကြသည်သူတို့နှစ်ယောက်သားဖျောင်းနိုင်မိများထွန်း၍အခန်းပတ်လည်ကိုအကဲခတ်ကြသည်အခန်းထောင်တင်နေရာမှ နီနီရဲရဲစူးစူးဆိုင်ဆိုင်ကြည့်နေသောမျက်လုံးအစုံတစ်ခုကိုမြင်ကြရပြန်သည် ၂ယောက်သားသည်မျက်လုံးအစုံရှိရာသို့လက်နှိပ်တမီးဖြင့်ထိုး၍တရှိန်တည်းပြေးသွားကြသည်ထိုမျက်လုံးအစုံရှိရာအနားသို့ရောက်သည်နှင့်ကြိုင်နှင့်မှောင်တဲ့ကဝုန်းငနဲထခုံပြေးလွှာသွားသောတောကြောင်တကောင်ကိုတွေးလိုက်ရလေသည်နှစ်ယောက်သားဟင်းငနဲတက်ပြင်းချကြ၏တောကြောင်ကမှောင်ထဲတွင်ပျောက်ကွယ်သွားလေသည် စင်စစ်မှာအိမ်ဟိုအိမ်ဟောင်းကြီးများတွင်ကြက်စားကြသောတတ္တဝါများကို စားတော့ရန် တောကြောင်သည်မှောင်ထဲကချောင်းနေခြင်းဖြစ်သည်သူတို့တရင်ကြားခဲ့သော နီနီရဲရဲမျက်လုံးကတရက်ဤမျက်လုံးများမဟုတ် တောကြောင်ဤမျက်လုံးများသာဖြစ်ကြောင်းလက်လက်တွေ့သိရှိလိုက်ကြရသည်နှစ်ယောက်သားတယောက်ကိုတယောက်ကြည့်၍ပြုံးကြပြန်သည် ထိုအခိုက် လူမမာကြီးညီတန်ကြီးကဲ့သို့ညီတန်ကြီးကိုတဲတဲကွဲကွဲကြားရကြကြားကြရသည် အသက်ပြင်းပြင်းမှုတ်ထုတ်လိုက်သောအတန်ကိုလည်းကြားရသည်နှစ်ယောက်သားအတန်ကြားရစီသို့လက်နှိတ်တံမီကိုစီထိုး၍ထပြေးသွားကြသည်အတန်ကြားရအခန်းဤတောင်းတောင်းတွင် လူမမာကိုလည်းမတွေ့တရဲကိုလည်းမတွေ့ခိုသားအမိညီးနေသည်ကို တွေ့ရလေသည် ခိုများကလမ်းဖြတ်ပြီးလျှင်တစ်ဖြတ်ဖြတ်ထပြန်ကြတော့သည်နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ပြုံးကြရပြန်သည်ကျောင်းမက်ဖွယ်ရာတရေကြီးကို တွေ့ရမည့်အစရန်တော့မမူဝန်းရှာသော ခိုသားအမိကိုသာ တွေ့ကြရသည် ထိုအခန်း၏တောင်းတွင်နှစ်ယောက်သားရှိနေစဉ်လေကားကတက်လာသောခြေတံကိုကြားကြရပြန်သည်နှစ်ဦးသား လှင်မြန်ဖြက်လက်စွာလက်လိုက်တံမီးကိုပိတ်၍ဖျောင်းနိုင်မီးများမှုန့်လိုက်သည်လှေကားထိတ်ရှိ တကားသို့ခြေသံမကြအောင်ခြေပြားထောက်၍တွားကြသည်တကားရက်ကို နားဖြင့်ကပ်၍အတန်ကိုနားဆွင့်ကြ၏ခြေသံများက တလန်းချင်းတလန်းချင်းနင်း၍တက်လာ၏တကားဝသို့ရောက်သည်နှင့်တပြိုင်နက်နှစ်ဦးသားလက်နှိတ်တံမီးကို တင်းကျပ်စွာကန်ပြစ်လျင် တကားကိုပြုံးငနေဖွင့်လိုက်၏ သူတို့တွေ့ရသည့်အရာကတရဲမဟုတ်အိမ်မော်တို့တက်လာသော ခွေးညီနောင်တို့သည်တရဲကိုရိုက်မိမှုအခဲတာသောနှစ်ယောက်သားမှာငိုအားထက်ရဲအားတန်ကြရလေသည် ထို့သောရဲမောနေစဉ်အိမ်ခေါင်မိုးပေါ်ကလူလန်းလျှောက်တန်လိုလိုကြားကြရပြန်သည်ဒုံဒုံဒိုင်းဒိုင်းအတန်များကိုကြားကြရသည်နှစ်ဦးသားသည်ခေါင်မိုးပေါ်သို့တက်ရန်လမ်းကိုရှာကြသည် သူတို့အိတ်သောအခန်းနှင့်ကဲ့လျက်နံရံနှစ်ခုကြားတွင်မျက်နှာချက်သို့တက်သောလေကားငယ်ကို တွေ့ကြရသည် လေကားအတိုင်းတက်သွားသောအခါမျက်နှာချက်ပေါ်သို့ရောက်သွားကြတော့သည် ထိုအခါခေါင်းမိုးမှတန်ချက်များကြိုကြိုကြွကြွကြွမြင်နေသည်ကိုကြားကြရသည်သူများသည်တန်ချက်များမှယုံကန်နေကြသည် စင်စစ်မှာနေကင်းကနေအပူချိန်သည်သူများကို ပြင်းစွာပူစေခဲ့သည်သူများသည် အပူချိန်ကြောင့်ပြန့်ကြွ၍နေခဲ့သည်ညတွင် အေးတက်ကြောင့်သူများသည်ကြွနေရာမှကျုံလာပြန်သည်ထို့ကြောင့်တန်ကြံများမှ တကြွကြွမြည်နေခြင်းဖြစ်သည် သူတို့နှစ်ယောက်သားတရဲ၆တီဆိုသောအိမ်ကြီးဤအဖြစ်မှန်ကိုလက်တွေ့သိကြရသည် သူတို့နှစ်ယောက်ဒုက္ခခံ၍လိလာစူးစမ်းစုံစမ်းတွေ့ရှိမှုကြောင့်နောင်တွင်ထိုအိမ်ကြီး၌တရေချောက်သည်ဟုမြည်သူကမျှမပြောတော့ချေဒါလေးကတော့တရေချောက်သည်ဆိုတဲ့အိမ်ကြီးကျောင်းရင်တင်ရွှေရေးသားထားတဲ့တရေချောက်တည်ဆိုတော့အိမ်ကြီးအကြောင်းကိုဖတ်ပြပေးခဲ့တာဖြစ်ပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်